တော်လည်းတောင်ရင်များကိုထမ်းဆောင်ရင်းရန်ကုန်တိုင်းပကပတက်ခိုက်ရေးတပ်ဖွဲ့၃မှရဲဘော်စေတံကြာဆုံးခဲ့ရန်ကုန်တိုင်းပကပတက်ခိုက်ရေးတပ်ဖွဲ့၃၂025ခုနှစ်မတ်လ၈ရက်နေ့ည9:00နာရီခွဲအချိန်ကမှရန်သူစစ်ကောင်စီတပ်နဲ့ထိတွေ့တိုက်ပွဲအတွင်ရန်ကုန်တိုင်းပကပတက်ခိုက်ရေးတပ်ဖွဲ့၃မှရဲဘော်စေတံဟာ ဖက်ဒရယ်ပြည်အောင်စုတိဆောက်ရေးနဲ့ဒီမိုကရေစီရရှိရေးရည်မှန်းချက်များကိုအကောင့်တွေပေါ်ဆောင်ရွက်နေတဲ့တော်လှန်ရေးတာဝန်များကိုခြေပေါ်စွာထမ်းဆောင်ရင်းမြင့်မြတ်သောအတတ်နဲ့ခန္ဓာကို ပေးဆက်လှူဒန်းသွားကြရပါတယ်။ရေဘော်စီတရဲ့မျိုးဦးတော်လှန်ရေးအပေါ်တက်ဆွန်တာဝန်ခြေပေါ်ခဲ့မှုအားမိသားစုဝင်များသက်ဆိုင်ရာရန်ကုန်တိုင်းပခပတက်ခိုက်တပ်ဖွဲ့၃နဲ့အတူ လေဆာဥညွန်လျက်ထာဝရအမှတ်ရနေပြီး နေဦးတော်လိုင်းကြီးရဲ့သူရဲကောင်းအဖြစ်မှတ်တမ်းတင်မော်ကွန်ထုတ်အပ်ပါတယ်။ရဲဘော်ကောင်းရာသူကတိလာပါစေလို့ရန်ကုန်တိုင်းပကပတိုက်ခိုက်ရေးတပ်ဖွဲ့၃ကထုတ်ပြန်ထားခဲ့တာလည်းဖြစ်ပါတယ်။အမိန်ပြန်တန်းထုတ်ပြန်ရင်းနဲ့ဒေစာဥညွရင်းမြေဇာများဖြင့်နှုတ်ဆက်လျက်စေတန်ဆိုတဲ့ຫນွေဦးသူရဲ့ကောင်းအမိနာမကို ငါတို့ရဲ့နှလုံးသားတွင် ကပီးမော်ကုန်ရေထိုးလိုက်ပါလေရှေဝစီတဟာတော်လေးကလာတွင်တရင်ကပြည့်တဲ့တာဝင်များကိုခြေပုံစွာထမ်းဆောင်ခဲ့ပြီးရေဝရဲ့ဆွန်လွတ်နေလာခံမှုရေပေါ်ရဲ့ပေးဆက်မှုတို့ကိုတရင်တဖွဲ့ကအစင်မြဲအောင်မေ့တည်ရလျက်ရေပေါ်ကြာဆုံးမှုအားတရင်တဖွဲ့ရဲ့သူရဲကောင်းအာဇာနည်အဖြစ်မှတ်တမ်းတင်ထားမိဖြစ်ကြောင်း ရန်ကုန်တိုင်းပါကဖတက်ခိုင်တပ်ဖွဲ့3ကကြေကွဲဝန်းနေစွာဖြင့်ထုတ်ပြန်ထားခဲ့တာလည်းဖြစ်ပါတယ်။ရေဘော်စီဒန်ဟာကြာဆုံးချိန်မှာတော့အသက်18နှစ်အရွယ်သာရှိနေသေးတာလည်းဖြစ်ပါတယ်။လူငယ်တွေဟာတိုင်းပြည်ရဲ့အနာဂတ်သားကောင်းယတနာလေးတွေဖြစ်ပါတယ်။တမိုးရှိတဲ့လူငယ်တွေကိုဖက်စစ်အာနာယူတီကြောင့်ဆုံးရှုံးနေရတာဟာ အမတန်ဝမ်းနည်းနာကျင်စရာကောင်းလွန်လာပါတယ်။ခေဆက်ဆက်ကလူငယ်တွေဟာအာနာရှင်အဆက်ဆက်ကို တော်လန်ကြရင်မြင့်မြတ်စွာ အသက်ဘေးလူကြဆုံးသွားခဲ့တဲ့အချိန်မှာတော့ကျွန်တော်တို့ကြံရှိတဲ့ရဲဘော်ရဲဘက်တွေကသူရဲကောင်းအာဇာနည်တွေဖြစ်ကပီးမော်ကိုမှတ်တမ်းထိုးထားရမှာလေဖြစ်ပါတယ်။တိုင်းပြည်နဲ့ပြည်သူလူထုကိုကာကွယ်ရင်းမြင့်မြတ်စွာ အသက်ဘေးလူကြဆုံးသွားခဲ့ရတဲ့ နွေဦးတော်လိုင်းရဲ့သူရဲကောင်းအာဇာနည်တွေကိုကျွန်တော်တို့အားလုံးကဘယ်တော့မှမေ့မသွားကြဖို့လိုအပ်ပါတယ်။သူရဲကောင်းတွေရဲ့အတက်နဲ့ခန္ဓာကိုပေးဆက်ခဲ့ပြီးမှ ရခဲ့တဲ့တော်လိုင်းရေးကိုလည်းကျွန်တော်တို့အားလုံးတန်ဖိုးထားကြဖို့လိုအပ်ပါတယ်။ကျွန်တော်တို့မှတ်တမ်းတင်နေရခြင်းဟာနွေဦးတော်လိုင်းဟာအလွယ်တကူနဲ့မရခဲ့ကြောင်းအသက်တွေဘဝတွေပေးဆက်ဆွလွန်ပြီးမှရခဲ့ကြောင်းတမန်ရဲ့စာမျက်နှာတွေမှာ ကပီးမော်ကွန်မှတ်တမ်းတင်ထားခြင်းလိုပဲဖြစ်ပါတယ်။အဖိနေခံပြည်သူနဲ့အတူတရားတဲ့ဘက်ကနေလက်ကန်တော်လန်ရင်းမိမက်စွာအသက်ပေးလူကြာဆုံးသွားခဲ့ရတဲ့ရန်ကုန်တိုင်းဘက်ကဖတိုက်ခိုက်ရေးတပ်ဖွဲ့သုံးမှရဲဘော်စေတန်အားကျွန်တော်တို့စပို့ပြီးတဲ့မြန်မာမာလေးအလေးနေပြူမှတ်တမ်းတင်လိုက်ရပါတယ်။ရဲဘော်ရဲ့စွန့်လွတ်အနစ်နာခံပေးဆက်ခဲ့ရမှုတွေအတွက်ကျွန်တော်တို့အားလုံးနဲ့အတူဒီနေ့ဦးတော်လိုက်တဲ့မိုင်းကဘယ်တော့မှ မေ့သွားလိမ့်မည်မဟုတ်ပါကြာဆုံးခဲ့တဲ့ရဲဘော်ကောင်းရာသူကလေးလာပါစေရဲဘော်စီတန်ကြီးမင်းတာဝန်ချိခဲ့ပါပြီငါတို့ကမင်းအပေါ်တာဝန်မချိဘူးလို့ခံစားနေရတယ်ကွာမင်းရင်ဘက်ကိုဖောက်ထွင်းစီတဲ့ရန်စားမင်းနှစ်ဖူးကိုဖောက်ဝင်ခဲ့တဲ့တေမင်းအဲ့ဓာရီကိုကာကွယ်နိုင်မှု မင်းကိုလုံလောက်တဲ့အကာအကွယ်ပစ္စည်းတွေ ငါတို့မစင်နိုင်ခဲ့ဘူးကွာမင်းရောက်ခဲ့တဲ့ငါတို့တက်ကငမွဲတက်ပါပြည်သူလူတန်းမှုတရားရဂိုင်တို့အပြည့်ကိုမိခိုရက်တီနေရတဲ့တပ်ဖွဲ့တရင်တစ်ခုလုံးမှကြီးကာ6စုံပဲရှိသေးတဲ့တပ်ဖွဲ့ရဲဘော်တွေကို ယူနီဖောင်းတစုံစီစင်ပေးနိုင်ဖို့တောင်မနေ့ရုံးကန်ခဲ့ရတဲ့တပ်ဖွဲ့စာနယ်ရိတ်ခါကိုချိုးချံချွေတာစားပြီးလက်နက်ခဲရန် စုဆောင်နေရတဲ့တပ်ဖွဲ့ပါကာဖာဆိုပြီးအချို့သောတပ်ဖွဲ့တွေနဲ့စစ်တီတာတင်းနှန်းနေမှာတော့အနှိမ်ခံရတဲ့တပ်ဖွဲ့ဒီလိုတပ်ဖွဲ့မှာတော်လန်ရင်တာဝန်ကိုကျေပွန်အောင်ထမ်းဆောင်ခဲ့တဲ့မင်းကိုငါတို့အားနာလိုက်တာကွာငါတို့တာဝန်မကြည်သေးပါဘူးမင်းအပေါ်နဲ့တခြားရဲဘော်တွေအပေါ်မှာလည်းငါတို့ပြည့်စုံမှုရှိအောင်မလုဆောင်နိုင်ပြီးသေးလို့ငါတို့ကငါတို့ လိပ်ပြာမလုံသေးပါဘူးစေတန်ကြီးမင်းသွားနေတော့စေတန်ကြီးငြိမ်းချဲအေးမြတဲ့ဘဝသစ်လေးကို မင်းခီးဆက်နေလိုက်ပါတရားမြတ်ဘူးရှာဖွေရင်တရားမြတ်မှုပျောက်ဆုံးနေစေဖြစ်နေတဲ့ဒီနိုင်ငံလူပတ်ဝန်းကျင်ကိုထားပြီးသွားနေလိုက်တော့ကွာဒါတို့ကတော့မပြီးဆုံးသေးတဲ့တာဝန်တွေထမ်းဖို့တရားမြတ်မှုနဲ့အမှန်တရားကို ရှာဖွေဖို့ငါတို့တွေရဲ့အသက် သွေးလွှေးတွေကိုအရင်တီးပြီးလူညစ်ပေါ်တဲ့ဒီမြေပေါ်မှာတော်လန်ရေးခီးချမ်းကိုမင်းကြီးညူစတန်ဆက်လျှောက်ရအောင်မယ်စေတန်ကြီးအေချမ်းစွာအနာယူနစ်ပါတော့ငါညီလေးရဲဘော်စောဖူစုဖက်စစ်အကြံဘက်စေအနာရှင်ကို အမြင့်ပြတ်ချေမွေး နေဦးတော်လန်ဟင်းမှာကြာဆုံးသွားခဲ့ရတဲ့သူရဲကောင်းအာဇာနွေကို ခြေကွဲဝမ်းနဲ့ဂုံယူလေးစားခြင်းများစွာဖြင့်အလေးနီပြုမှတ်တမ်းတင်နေတဲ့စပုတ်ပီဒီအေမြန်မာ YouTube Channel ကို နားဆင်နေကြရတာပဲဖြစ်ပါတယ်။စပုတ်ပီဒီအေမြန်မာ YouTube Channel ကိုကြည့်ရင်တော်လန်ဟင်းမှာတောင်တနေရာကနေပါဝင်နေရဖို့တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။ 你又做怎么着？你忙哪样了？又到你爷爷做呀？阿哥也危险了。别摔，那窗户再阿哥你买啦个月，没见了。买点吃的吧。两个人要买点，两个人包个包，大概也差不多。 让我洗脸弟弟，弟弟，洗完拿镜子里，再镜再选一面，看看刘幕的比老鼠几少一寸，又有几多闪光位，快放了再拿过去。 မင်းရဲ့ရှိတော့မိမြတ်စွာကြောင့်ဟုတ်ပြီ။ဘေးရတော်တော်များကိုဒီဘိုးတော်တန်းတော်ကြီးမိမိတက်ကိုအင်းလူသွားကြတော့တင်းအောင်ဒီသူကဝေးပွဲကောင်းဝေးဝင်ကြီးတာကဘူးညုတ်ပုံပြလိုက်ဒီရဲဘော်စိတိုင်းရဲဘော်တတိယဘူးလို့သူသားမှုလို့ဒီရဲဘော်ရဲဘော်ကြောင့်တင်းအောင်မေးစရိယာလေးဒီသူတော်လိုက်အောင်ဒီဆက်လက်တိုက်ပွဲဝင်သွားပြီးဒီတက်သွားပြပါပြီ။ရဲဘော်စိတိုင်းတင်းအောင်25ခုနှစ်မလာကိုရဲ့ဒီမိသားထုတ်ပြန်ဒီထဲမှာသွားပြီ။ ်ရှင်သူသာဝေးပွဲတဲ့ဟာမှာဖောက်ပြဲလိုက်တင်းရန်ကုန်တိုင်းပကပတိုက်ခိုက်ရတဲ့ပွဲလုံးနေဒုံးဝတ်သက်ဆိုင်ရင်ရှိရောပါရဲဘော်တင်းသွားပြီလားသွားလိုက်ရဲဘော်ပေါင်းရသူပြီလောင်းပါတောင်းငန်းရောက်ပိုင်းပြန်ရန်ကုန်တိုင်းပကပတိုက်ခိုက်ရတဲ့ပွဲလုံးအပွဲတော်တိ င်းမြတ်စွာကြဆုံးခဲ့ရတဲ့သူရဲကောင်းအာဇာနည်တွေကိုမှတ်တမ်းတင်ကပီးမော်ကွန်ထိုးနေရခြင်းဟာမြမတွေယူတော်လန်ရင်မှာရဲဘော်တွေရဲ့အသက်တွေဘဝတွေအိမ်မက်တွေကိုစွန့်လွတ်ပေးဆက်ခဲ့ရပြီးတိုက်ယူခဲ့ရကြောင်းတမန်ရဲ့စာမျက်နှာတွေမှာမှတ်တမ်းတင်ထားခြင်းလိုပဲဖြစ်ပါတယ်။ကြဆုံးခဲ့ရတဲ့သူရဲကောင်းတွေကိုဘယ်တော့မှမမေ့ပါနဲ့။မြမနိုင်ငံရဲ့ရဲမှာ Federal Democracy နိုင်ငံပေါ်ထွန်းလာရေးအတွက် အဖိနိကံပြည်သူနဲ့အတူတရားတဲ့ဘက်ကနေလက်နက်ကံရွေပဲဖြစ်စီလက်နက်မကံရွေပဲဖြစ်စီတိုက်ပွဲဝင်နေကြတယ်ပြည်သူကောက်ွဲရဲဘော်များအကျော်ထောက်ဖို့ပြည်သူများအနေနဲ့ရရနေရာတွေကနေအုတ်တချက်တဲတွင်အနေနဲ့အမြဲမပြတ်ပါဝင်နေရဖို့ကိုလည်းစပုတ်ပြည်ရဲ့နေမှာကတိုက်တွန်းလိုက်ရပါတယ်အရေးတော်ဘုံအောင်ရမည်